အဲ့ဒီထင်ရစားသားတချို့အရင်ကြိုက်တဲ့အတွက်ကြောင့်မို့လို့ကျွန်မ customize ပေါ့နော်ဒီဟာလေးကိုကျွန်မ twin ပြီးတော့ add ထားတယ်အဲ့တော့ဒီထဲမှာပါတဲ့စားသားလေးတွေอ่ะဆိုရင်မစင်းစားပါနဲ့မတွေးပါနဲ့ဆိုတော့ကျွန်မတို့လူတော်တော်များများကအမြဲတမ်း thinking pattern ကအလုံးလုံးလေအဘလိုမျိုးတွေအတွေးများလဲဆိုရင်ပြီးခဲ့တဲ့အတိတ်တွေကိုတွေးရများတယ်မရောက်သေးတဲ့အနာဂတ်တွေကိုတွေးရများတယ်အခုလက်ရှိကိုလုံနေတဲ့အလုပ်တစ်ခုချင်းစီရဲ့ moment တိုင်းကို ကျတော့မေ့လျော့နေတတ်တာများတယ်ပေါ့နော်မင်္ဂလာပါ ကျမအင်းဟာမိုနီပိုင်ပိုးကြီးက life potion energy healer ပိုးကြီးပဲဖြစ်ပါတယ်။ကျမတို့တော်တော်များများရဲ့ဘဝမှာပေါ့နော်။ကိုယ့်ရဲ့ life မှာဘဝမှာကိုကျင်းနေနေတယ်၊ကြိုက်နေတယ်ဆိုတော့အခြေအနေလေးတစ်ခုပါ။ကျမတို့ကိုယ်လုံးချင်တဲ့အရာကိုနှစ်သက်တဲ့အရာတစ်ခုကိုလုံးရတဲ့အချိန်မှာဖြစ်လာတာများတယ်ပေါ့နော်။အဲကျမဆိုလို့ရှိရင်ငယ်စဉ်ကလေးကကျမစာအုပ်တွေနဲ့အတူတူဖြတ်တန်းရတဲ့အချိန်တစ်ခုကိုရမ်းသဘောကြရတယ်ပေါ့နော်။ကျမငယ်ငယ်ကစာရမ်းဖတ်တယ်။ တုတ္တစာပေလည်းဖတ်တယ်ရတစာပေလည်းဖတ်တယ်အော်ကျွန်တော်ကမိဘတွေကလည်းဟိုကျောင်းစာတင်နေတဲ့အချိန်မှာဝတ္ထုစာအုပ်မဖတ်ရဘူးဆိုတော့ဒီလိုမျိုးအစွဲကြီးမရှိဘူးပေါ့နော်ဆိုတော့စာအုပ်ပေးဖတ်တဲ့အတွက်ကျွန်တော်စာအုပ်တော်တော်များများဖတ်တယ်ပေါ့အဲ့ဒီဖတ်ဖြစ်တဲ့အထဲမှာမှကျွန်တော်စိုက်နေတတ်တဲ့စာရေးဆရာကြီးလည်းအများကြီးရှိရပေါ့အဒီထဲမှာမှကျွန်မအရင်သဘောကျတဲ့ထဲကမှတယောက်ကိုကျွန်မထုတ်ထုတ်ပြီးတော့မှအာမျှဝေခြင်းတဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့ဆရာကြီးဆရာမင်းသိမ့်ခါကြီးထားတယ်စာအုပ်တွေရမှာ အာကျမအင်မတန်သဘောကျတဲ့စာအုပ်တုပ်ရှိရေပေါ့နော်။အဲကျမတို့လူတော်တော်များများမှာကိုယ့်သူများကမိကုန်းတစ်ခုမေးလာလို့ရှိရင်အဲ့ဒီမိကုန်းကိုဘယ်လိုဖြေရမလဲဆိုတဲ့နေရာကနေစဉ်းစားကြတာများတယ်။ကိုမေးခံလိုက်ရတဲ့မိကုန်းကကို့အတွက်မိကုန်းအမှန်ဟုတ်ရဲ့လား။မိကုန်းကမှားနေတာလားလို့ပြန်ပြီးတော့သုံးသက်စီစစ်တဲ့သူကအင်မတန်ရှားရေပေါ့။ကျမတို့သဘောကျတဲ့ဝိထုတွေကဇက်ကောင်ကကြတော့သူ့ရဲ့အတွေးခေါ်တွေဟာတော်တော်များများအာ philosophy စံနေပေါ့နော်။ ဒါကြောင့်မို့လို့ကျွန်မဒီစိုက်နေတဲ့ဝတ္ထုလေးတွေကအာအเจ้าညာတချို့ကိုထုတ်လုပ်ပြီးတော့မှမျှဝေပေးခြင်းပါတယ်အဲ့ဒီထဲအစားသားတချို့အရင်ကြိုက်တဲ့အတွက်ကြောင့်မို့လို့ကျွန်မ customize ပေါ့နော်ဒီဟာလေးကိုကျွန်မထွင်းပြီးတော့အပ်ထားတယ်။အဲ့တော့ဒီထဲမှာပါတဲ့စားသားလေးတွေအရဆိုရင်မစင်းစားပါနဲ့မတွေးပါနဲ့ဆိုတော့ကျွန်မတို့လူတော်တော်များများကအမြဲတမ်း thinking pattern ကအလုံးလုံးနေ အဲဘယ်လိုမျိုးတွေအတွေးများလဲဆိုရင်ပြီးခဲ့တဲ့အတိတ်တွေကိုတွေးရများတယ်။မြောက်သေးတဲ့အနာဂတ်တွေကိုတွေးရများတယ်။အခုလက်ရှိကိုလုံနေတဲ့အလုပ်တစ်ခုချင်းစီရဲ့ moment တိုင်းကိုကျွန်တော်မေ့လျော်နေတတ်တာများတယ်ပေါ့နော်။အဲ့တော့အဲ့ဒီအရာလေးကို notice ဖြစ်သွားအောင်လို့သတိပေးတဲ့စကားစုလေးဖြစ်နေအရန်သဘောကျတယ်။နောက်တစ်ခုကတော့စီစဉ်ဝေဖန်ခြင်းမလုပ်ပါနဲ့ဆိုတဲ့အရာပေါ့နော်။ကျွန်တော်တို့တော်တော်များများက judgment အရန်လုပ်ကြတယ် လှုပ်တဲ့အခါမှာလေကိုယ့်ရဲ့အတွင်းထဲကကိုယ်ခံယူချက်ဒီကိုယ့်ရဲ့စိတ်နဲ့တက်မှုကြီးဒီအရာတွေနဲ့ချိန်ထိုးပြီးတော့ပဲစဉ်းစားကြတာများတယ်ပေါ့ဥပမာအပြင်ပြောင်းဝေးရမယ်ဆိုရင်ဒူးရင်ဒီရမ်းကြိုက်တဲ့လူတယောက်ကဒူးရင်ဒီဟာသူ့အတွက်တက်မှုတစ်ခုရှိတယ်ဒူးရင်ဒီဟာသူ့အတွက်ကောင်းတဲ့အရာဖြစ်တယ်လို့သူကအော်တူသတ်မှတ်ထားတယ်အဲ့ဒီအချိန်မှာဒူးရင်ဒီမကြိုက်တဲ့သူတယောက်နဲ့တွေ့တဲ့အခါကျရင်ဒူးရင်ဒီမကြိုက်တဲ့သူနေရာကကြည့်မယ်ဆိုရင်ဒူးရင်ဒီဟာသူ့အတွက်ဘာ valuable မှမရှိဘူး ပြီးတော့တွင်းသီးရဲ့အနံ့ကြီးသူ့အဆင်မပြေဘူးခေါင်းကိုက်တယ်သူမခံနိုင်ဘူးအဲ့တော့သူ့အနေနဲ့တွင်းသီးကိုမြင်တဲ့အမြင်ကြီးမကောင်းဘူးလို့မြင်တယ်တွင်းသီးကြိုက်တဲ့သူများကကြည့်ရင်တွင်းသီးကြီးအယံစားကောင်းတဲ့အသီးလို့မြင်တယ်အဲ့တော့လူတော်တော်များများရဲ့အတွင်းစိတ်ထဲမှာကိုယ့်ရဲ့ကြိုက်နှစ်သက်မှုကိုယ့်ရဲ့ခံယူချက်အဲ့ဒီအရာတွေပေရန်နေနဲ့တိုင်းတိုင်းပြီးတော့ချိန်ထိုးပြီးတော့မှလူတော်တော်များများပေါ်မှာဝေဖန်တာတွေ charge လုပ်တာတွေအင်မတန်လောက်ကြရပေါ့နော်ဒီအရာကို notice ဖြစ်စီပဲစကားစုလေးဖြစ်ပါတယ် နောက်တစ်ခုကပြန်လဲစိတ်ကူးခြင်းမလုပ်ပါနဲ့ဒါကတော့အတိတ်ကိုပြန်လဲတွေးပြီးတော့မှအာတစ်ချိန်လုံးတသတာပေါ့နော်အာအတိတ်မှာအဆင်ပြေခဲ့တဲ့အရာရှိလို့ရှိရင်လည်းဒီအရာလေးကိုပဲတသတာနဲ့လက်ရှိကိုဖျက်သန်းနေတဲ့ reality ကိုမေ့သွားပြီးတော့မှအဲ့ဒီအာအတိတ်ဆိုတဲ့ past life ထဲမှာပဲကျင်လည်နေနေလက်ရှိဘဝနဲ့ဝေးกว่าနေရမျိုးရှိတတ်တယ်။တချို့ကလည်းပြီးခဲ့တဲ့အတိတ်မှာနာကျင်ခဲ့ရတဲ့ဒဏ်ရာတွေရှိရယ်ဆိုရင်အဲ့ဒီအရာတွေကိုမပြီးနိုင်မစီးနိုင် တစ်ချိန်လုံးတည်ပိုးလာရင်းနဲ့လက်ရှိကိုယ့်ရဲ့ reality life ကိုထိခိုက်နိုင်တာတွေရှိတယ်ပေါ့နော်။ဒါကြောင့်မို့လို့ပြန်ပြီးတော့တွေးနေတာပြန်လဲစိတ်ကူးနေတာဒီဟာတွေလည်းမလုပ်ပါနဲ့လို့သူကမျှဝေထားတာဖြစ်ပါတယ်။အာနောက်တစ်ခုကဘာကူမှအစဉ်တစိုက်အမှတ်သားမနေပါနဲ့သဘာဝအတိုင်းနေလိုက်ပါ။ဆိုတော့လူတော်တော်များများမှာခေါင်းစဉ်တွေရဲ့အောက်မှာဝင်ပြီးတော့နေကြတာများတယ်ပေါ့နော်။ ဲ့ဒါကိုကျွန်မဥပမာတစ်ခုမျှဝေရမယ်ဆိုလို့ရှိရင်ခေါင်းစဉ်တွေဆိုတဲ့နေရာမှာဘာသာရေးနယ်လဲဆိုင်နေကိုကဘယ်လိုလူပါဆိုတဲ့ခေါင်းစဉ်တစ်ခုအောက်ထဲမှာကိုကိုကိုထည့်ထားတာလည်းရှိကိုကဥပမာပေါ့နော်ကိုကဘယ်ဘာသာဝင်ပါဘာဘာလို့သတ်မှတ်လိုက်တဲ့အတွက်ကြောင့်မို့လို့အခြားဘာသာတွေအပေါ်မှာစူးစမ်းလူစိတ်သူတို့ဘာသာတွေမှာဘာတွေ principle ရှိတာလဲဘယ်လိုဖြတ်တန်းနေတာလဲဆိုတဲ့အရာတွေကို ဆက်ပြီးတော့လေလာတာမျိုးဆက်ပြီးတော့တည်ချင်တာမျိုးဒီလိုရမျိုးမရှိတော့ဘဲနဲ့ပိတ်ပလိုက်တာပေါ့နော်ပေါင်တစ်ခုထဲမှာကိုကိုကိုထည့်ပြီးတော့မှကိုကဒါပဲဒါဆိုဒါပဲလုပ်မယ်နောက်ထပ်အစ်တစ်တွေကိုကိုထပ်ပြီးတော့မှ landing လုပ်နိုင်ဖို့အတွက်ခက်ခဲသွားတယ်အဟန့်ဒါဖြစ်စီရေပေါ့နော်အဲ့တော့ကိုကိုကိုလည်းကိုကဘလို့လူပါလို့သတ်မှတ်တဲ့ဘောင်တစ်ခုထဲမှာထည့်လိုက်ပြီးဆိုရင်ကျမတို့ရဲ့အတွင်းထဲမှာရှိနေတယ်ကိုရဲ့စိတ်ဒီကိုရဲ့နှလုံးသားတွေကိုဖွင့်ပြီးဆက်ဆံနိုင်တဲ့စွမ်းအားတွေညွှန်နေသွားတာကိုတွေ့ရပါတယ်နောက်ဆုံးမှာတော့တဘာဝတိုင်းနေလိုက်ပါပေါ့နော်အဲ့ဒါကတော့ လူတွေကတဘာဝတရားကြီးရပဲဒီဟိုကိုနေထိုင်တဲ့နေရာဒီကိုယ့်ရဲ့လောကဒီတဘာဝတရားကြီးရမှာပဲကျင်နေနေရာဖြစ်တယ်ကျွားတို့ဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်ကိုယ့်ခွေယုံကြည်ရဲ့ဘာသာကလေဟိုကိုရွတ်ဆိုနေတဲ့ဓမ္မဓမ္မဆိုတဲ့လမ်းကြောင်းရွတ်ဆိုနေတဲ့ဗုဒ္ဓရဲ့အာဒီကုံတော်ကြီးစသဖြင့်ပေါ့နော်အားလုံးကလည်းကျွားတို့တဘာဝတရားပေါ်မှာပဲအခြေခံပြီးတော့ဖြစ်တည်လာတာဖြစ်တဲ့အတွက်လူတော်တော်များများသာတဘာဝအတိုင်းတဘာဝဆန်ဆန်နေမယ်ဆိုရင် ဘဝမှာတကယ်ကိုအင်းငင်းကြွယ်ဝမှုအကျွင်းစိတ်အေးချမ်းမှုဒါတွေကိုရရှိနေမှာဖြစ်တယ်။ဒါပေမဲ့လူတွေကအဲ့ဒီတဘာဝနဲ့စန့်ကျင်ပြီးတော့မှတဘာဝထဲမှာနေထိုင်မှုတွေကိုမလုပ်ကြဘူး။တဘာဝနဲ့စန့်ကျင်တာဆိုရင်တော်တော်များများပေါ့နော်။ဟိုမြင်လွယ်အောင်ပြောရမယ်ဆိုလို့ရှိရင်တဘာဝတရားကပေးထားပြီးသားအရာတွေရှိရဲ့။ကျမတို့အသက်အရွယ်ကြီးသွားတဲ့အခါမှာတချို့သွားတွေမရှိတော့ဘူး။ပြောရလို့ရှိရင်ဟိုတကယ် heavy food တွေလေးလံတဲ့အစာတွေကိုမစားနိုင်တော့တဲ့အတွက်ကြောင့်မို့လို့စံပြုတ်သွားရတာမျိုးတွေရှိရဲ့။ ဒီအရာကကျွန်တော်တို့အတွင်းထဲမှာရှိနေတဲ့အစာအိမ်ရဲ့လက်ခံနိုင်မှုပမာဏကလည်းညှော့နေသွားတာဖြစ်တဲ့အတွက်တဘာဝတရားကသူ့ဟာနဲ့သူဖန်ဆင်းပြီးထားတာရှိဒါပေမဲ့လူတွေကဒီအရာတွေကိုစန့်ကျင်ပြီးတော့မှတဘာဝစန့်ကျင်ပြီးတော့တဘာဝလုံးလုတ်တဲ့ကိစ္စမျိုးကြီးရှိတယ်ဒါကပြင်ပအရာပေါ့အတွင်းထဲကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင်လေလူလူချင်းစာနာမှုကိုယ်တော်ဒီအရာကိုမခံစားနိုင်ဘူးဆိုရင်တခြားသူကိုလည်းကိုထာမျိုးမပေးဘူးဆိုတော့ စာနာတတ်တဲ့စိတ်မျိုးဒီအရာတွေကတဘာဝအတိုင်းနေထိုင်တဲ့အရာတွေဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီအရာတွေအားလုံးကို notice ဖြစ်စီမဲ့စာသားလေးဖြစ်တဲ့အတွက်အင်မတန်သဘောကျပြီးတော့မှအဲဒီစာသားလေးကိုထွင်းပြီးတော့ပေါ့နော် customize app ပြီးတော့မှကျမအလုပ်ခန်းမှာထားထားတာဖြစ်ပါတယ်ဆိုနောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်ဒီဇက်ကောင်ထဲမှာပေါ့နော် तू อ่ะတရားရုံးတစ်ခုမှာမျက်မြင်သက်သေတစ်ခုအနေနဲ့ထွက်ဆိုရတဲ့အခါမှာဓာတ်ထုတ်မှုတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီဓာတ်ထုတ်မှုမှာလေ ်သူကဘာလဲဆိုလို့ရှိရင်ဟိုဓာထိုးလိုက်တဲ့သူကတရက်ခဲဓာထိုးခဲတဲ့သူကတရက်လို့ပေါ့နော်အဲ့တော့သူကမျက်ပြင်သက်တည်နေနဲ့ထွက်ဆိုရတဲ့အခါမှာဘာပြောလဲဆိုတော့လူတော်တော်များများကဓာထိုးမှုတစ်ခုဖြစ်တယ်ဆိုရင်ဓာထိုးလိုက်တဲ့အတွက်ဓာထိုးတဲ့သူဒီအင်မတန်ဆိုးတဲ့သူဓာထိုးခံရတဲ့သူဒီအင်မတန်သနာစရာကောင်းတဲ့သူဆိုပြီးတော့မှ judgment တစ်ခုစပြီးလောက်ကြတယ်ပေါ့အဲ့တော့ဓာထိုးခံရတဲ့အကြောင်းရင်းရဲ့နောက်ွယ်က root cause ကဘာလဲဓာထိုးခံရတဲ့သူကရော းဓာတ်ထိုးဖို့ဖြစ်လာအောင်လို့ဘာတွေများသူလုပ်ခဲ့တယ်လဲဆိုရဲအကြောင်းအရာကိုရှာဖွေတဲ့စင်စာတက်တဲ့ဉာဏ်ပေါ့ဒီရောက်သူကမျှဝေအချက်ပြခဲ့တာဖြစ်တယ်ပေါ့အဲ့တော့ကျမတို့လူတွေမှာကဘာလဲဆိုလို့ရှိရင်မျက်လုံးနှလုံးပါတဲ့အခါမှာတော်တော်များများက logi အမြင်တစ်ဖက်ထင်းနေပဲကြည့်ကြတယ်။တခါတည်းမှာ logi ရှူတော်ကကြည့်ရတဲ့အရာတွေရှိတယ်လို့ကျမတို့ဓမ္မရှူတော် logo တရာရှူတော်ဘက်ကနေကြည့်ရတဲ့အမြင်တွေလည်းရှိရပေါ့။အဲ့တော့ဘယ်အရာမဆိုတခုတည်းကိုပုံသေးယူပြီးတော့မှတရက်တည်းမတတ်မှတ်ဖို့အတွက်ဒါသူက အာဒီထဲကဇက်ကောင်လေးကမျှဝေခဲ့တဲ့စကားစုဖြစ်တယ်ပေါ့အဲ့တော့ဒီစာအုပ်လေးကတကယ်ကိုအတွေးခေါ်တဒနာဆန်တဲ့စာအုပ်လေးတစ်ခုဖြစ်တယ်တော်တော်များများကတော့ကြိုက်ချင်မှကြိုက်နေတတ်လိမ့်မယ်အစဖတ်တဲ့အချိန်မှာဘာတွေပြောနေရလဲမသိဘူးလို့ထင်ကောင်းထင်နိုင်နေပေါ့နော်ဆိုတော့ကျွန်တော်ကဒီမှာနောက်ဆုံးပိုင်းတစ်ခုအနေနဲ့မျှဝေပေးချင်တာကတော့ဗာလဲဆိုရင်ကျွန်တော်စီးပွားရှာတဲ့အခါမှာရင်းနှီးမြှုပ်နှံတဲ့အခါမှာအစီးပွားဘယ်လိုရှာရမလဲဒါကိုဘယ်လိုမျိုးမျှဝေရမလဲဆိုတဲ့အပိုင်းကိုဒီစာအုပ်ရဲ့နောက်ဆုံးပိုင်းမှာသူကပြထားတယ်ပေါ့နော်အဲ့တော့ ူတော်တော်များများကအမရှိဘူးစင်းရဲတယ်ခက်ခဲနေတယ်ဆိုတဲ့ခါကျရင်ဘာလုပ်လဲဆိုတော့အကိုလေးတလောက်ပဲကူညီနိုင်တယ်တည်ငါပြေလေသွားဖို့တို့ကျမတို့ကူညီကြရတယ်ပေါ့ဥပမာအားဖြင့်ငားမြားနေတဲ့သူငားမရအောင်ဒီနေ့လည်းငားမရအောင်ဒီနေ့လည်းငားမရအောင်အဲ့တော့ဘာလုပ်လဲဆိုတော့သူ့ကိုတနာတယ်သူကအဲ့ငားရမှသူဟင်းစားအဆင်ပြေမယ်ဆိုတဲ့ခါကျတော့ဘာလုပ်လဲဆိုတော့သူ့ကိုငားကူညားပေးတယ်ညားပေးလိုက်တော့သူကငားအများကြီးရသွားတယ်ဆိုတော့အာသူတော့ဝမ်းသာသွားပြီသူ့တော့တော့ပူလုံသွားပြီပေါ့ ညားပေးလိုက်လို့ရလာတဲ့ငားကသူကနေရစာစားရမယ်။လူတယောက်ကိုကျမတို့ကငားများပေးတာထက်ငားများတဲ့နီလန် technique ကိုသင်ပေးလိုက်တာကသူ့အတွက်တဘွားစာဖူလုံစီတဲ့အရာဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ဘဝမှာစည်းဝါးရေးတစ်ခုလုပ်မယ်ရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်ချင်တယ်ဘာတွေလုပ်ရမလဲပေါ့။ဆိုတဲ့အခါကျရင်အဲ့လိုတော်တော်များများက material တွေကိုမြင်ကြတယ်အဲရင်းနှီးမြှုပ်နှံမှုကမြေရေရှိမယ်ခြံနေရှိမယ်ရွှေစသဖြင့်ပေါ့နော်ဘလို့အရာတွေမှာကိုယ့်အတွက် return ပြန်လာမဲ့အရာတွေကိုတွက်ချက်ကြတယ်။ဒီအရာကမှားလားဆိုရင်မှားတော့မမှားဘူး။ကျမတို့လူလောကီမှာနေနေတဲ့အတွက်ငွေကြေးတွေတိုးပွားလာအောင်ကိုယ့်အတွက်အအဆင်ပြေအောင်ဘာတွေလုပ်ရမလဲဆိုရဲစဉ်းစားတဲ့နေရာကနေလုံလို့ရတာမှန်နေ။သို့တော့အဲ့ဒီ return ပြန်ရမယ့်အထဲမှာမှာပေါ့နော်။တကယ့်ကိုကိုယ့်အတွက်ဘဝတစ်လျှောက်လုံးအတွက်ရင်းနှီးမြှုပ်နှံမှုအကောင်းဆုံးကဘယ်သူလဲဆိုရင်ကိုကိုယ်တိုင်ပဲဖြစ်တယ်။ကျမတို့ကိုယ့်ရဲ့အတွင်းထဲကိုဉာဏ်ပညာပိုင်းဆိုင်ရာမြင့်တက်လာဖို့အတွက်ကိုယ့်ရဲ့ကိုယ်ကြီးကိုယ်သွေးတွေမြင့်တက်လာဖို့အတွက် ကိုယ့်ရဲ့စင်ကြယ်လုံးတရားတွေမြင့်တက်လာဖို့တို့ကျွန်တော်တို့အချိန်တွေပေးပြီးအများကြီးလုပ်ဖို့ဒီလိုယင်းနှိမ့်မြုံနယ်မှာလို့ပြောတဲ့ချိန်မှာငွေကြေးတစ်ခုလည်းမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အချိန်တွေကိုယ့်ရဲ့လှုပ်ဆောင်နိုင်စွမ်းအားတွေဒါတွေအားလုံးကိုယင်းနှိမ့်မြုံနယ်မှုအတွက်အင်မတန်အရေးကြီးပါတယ်ကိုယ့်ရဲ့အတွင်းထဲမှာဖြစ်တည်လာတဲ့ကိုယ့်ရဲ့မွေးစရာပါမူလစိတ်ဒါလူတိုင်းမှာရှိတယ်အဲ့ဒီအရာကိုကျွန်တော်တို့ကောင်းတဲ့အရာတွေကိုထပ်ဖြည့်မယ်ကောင်းတဲ့အရာတွေနဲ့ထပ်ပြီးတော့အဲကိုချာနီကိုရှောက်လဲမယ်ဆိုရင်ကိုဟာတဖြည်းဖြည်း transformation ဖြစ်လာမှာပဲအဲ့ဒီပြောင်းလဲလာတဲ့စီမှာ လူဟာအသက်တစ်ခုကြီးလာတာနဲ့အမျှအဲ့ဒီကြီးပြင်းလာတဲ့အသက်နဲ့ညီမျှတဲ့စင်ကြုံတရားရှိဖို့လိုတယ်။ဉာဏ်ပညာရှိဖို့လိုတယ်။အတွေးခေါ်ကြီးကောင်းဖို့လိုတယ်။လူပိသားဖို့လိုတယ်ပေါ့နော်။အဲ့ဒီအရာတွေကိုကျွန်တော်တို့အတွင်းထဲမှာရင်းနှီးမြှုပ်နှံထားမှသာလျှင်ဘဝမှာတကယ့်ကိုချမ်းသာအစစ်အမှန်ကိုရမယ်ဆိုတဲ့ concept လေးကိုပေးထားတာဖြစ်ပါတယ်။အဲ့တော့ကျွန်မဘာလို့ဒီဟာလေးကိုမျှဝေလဲဆိုလို့ရှိရင်တချို့ကကြိုက်ချင်မှကြိုက်မယ်ဒီလိုမျိုးစာအုပ်တွေကိုအဆုံးထိဖတ်ရတာမျိုးပေါ့နော်။အဲ့ဒီအခါမှာ ကျွန်မဒီမှာ story တစ်ပုတ်လုံးကိုပြောသွားတာမဟုတ်ပဲねဒီထဲမှာအကိုအတွက်အကျိုးရှိမဲ့ learning လုပ်လို့ရမယ့် concept တွေဥပဲထုတ်လုပ်ပြီးတော့မျှဝေသွားတာဖြစ်ပါတယ်ကျွန်မတို့စာအုပ်တို့ကိုဖတ်တယ်ဆိုတဲ့အခါမှာပေါ့နော်ဒီစာအုပ်ထဲမှာပေးထားတဲ့အကြောင်းအရာကကိုယ့်ရဲ့ life မှာ တကယ်ကြုံမြမကြုံရလိမ့်မယ်။ဒါပေမဲ့အဲ့ဒီစာအုပ်တအုပ်ကနေရလိုက်တဲ့အသိပညာတွေ learning လုပ်ရမယ့်အရာတွေအားလုံးဟာကျွန်တော်တို့အဖို့မဖြစ်နိုင်တဲ့ valuable ဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီနေ့မှာကျွန်တော်ဒီအကြောင်းအရာလေးကိုဒီ concept လေးတွေကိုမျှဝေပေးခြင်းနဲ့အတွက်အာဒီစာအုပ်လေးကနေကောက်ထုတ်ပြီးတော့ဖော်ပြခြင်းဖြစ်ပါတယ်။ဒီစာအုပ်ကိုစိတ်ဝင်စားနဲ့ရှာပြီးတော့ဖတ်ရှုခြင်းနဲ့ဆိုလို့ရှိရင်ကျွန်မအခုမျှဝေထားတဲ့စာအုပ်ဒီဆရာကြီးမင်းသိန်းခါရေးထားတဲ့ဘာပါဘာမှမသိဘူးဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ တော့ဒီစာအုပ်ကိုရုပ်တရက်ကြားတဲ့အခါမှာဘယ်လိုလဲလို့တွေးကောင်းတွေးနိုင်တယ်ပေါ့နော်အဲ့တော့ဘာဘာဆိုတာကအဲ့ဒီလူရဲ့စက်ကောင်ရဲ့နာမည်ဖြစ်ပါတယ်ဘာဘာပါမမသိဘူးဆိုရဲစာအုပ်လေးဖြစ်ပါတယ်အဲ့တော့ဒီစာအုပ်လေးကိုရှာဖွေပြီးတော့မှဖတ်ရှုကျင်နေဆိုရင်လည်းစာအုပ်ရဲ့အစမှအဆုံးကိုယ့်ရဲ့ခံယူချက်ဒီကိုယ့်ရဲ့ထင်မြင်ချက်ဒီနဲ့ပုံစံတစ်မျိုးလဲထပ်ပြီးတော့အသိရချင်းရနိုင်ပါလိမ့်မယ်အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်